ခရံဥရိရာရှိကိုတိုင်ဝင်ကစားနေတဲ့ဖဲလောင်ကစားဝိုင်းတစ်ခုကိုရခိုင်ပြည်နယ်ကြောက်တော်မြို့အတွင်းမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။သတင်းကိုတော့ဥဒ္ဓဘိုးဒီယာကပေးပို့ထားပါခင်ဗျာ။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာနိုဝင်ဘာလ၂ရက်နေ့ကဖဲကစားနေကြတယ်လို့သတင်းရရှိရတဲ့အတွက်ကြောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ဖမ်းဝရမ်းနဲ့အတူရဲတပ်ဖွဲ့ဝင်တွေရက်ွက်အုပ်ချုပ်ရေးမှူးနဲ့ပြည်သူတွေဝင်ရောက်ဖမ်းဆီးရမှာဖဲဝင်ရောက်ကစားနေတဲ့မြောက်ဦးခရံဥပဒေရာရှိကိုတပ်သေးတွေရှေ့မောက်မှာဖမ်းဆီးနိုင်ခဲ့တာပါ။အဲ့ဒီလောင်ကစားဝိုင်းမှာတော့အထူးက ဒီနေ့တရားရေးမတိုင်ကိုဟောပေါ်မဆောင်ဖို့အတွက်အထိကတာဝန်နိုင်ငံတော်ရဲ့ကိုစားဆောင်ရွက်နေတဲ့ဟိုမြောက်ခရိုင်ဥပဒေရရှိဥပဒေနိုင်ဆိုတာပါလာပါတယ်။လောင်ကစားဝိုင်းမှာပဲတခါလေးလက်ပုလက်ချက်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။လောင်ကစားဝိုင်းပြုလုပ်နေတဲ့အချိန်မှာတွေ့ရတာဖြစ်ပါတယ်။ဒီနေ့ခရိုင်ဥပဒေအရာရှိလက်ထောက်ညွှန်ကြားမှုအဆင့်အထိတာဝန်ထမ်းဆောင်နေတဲ့အရာရှိတယောက်အနေနဲ့ဒီလို လောင်ကစားဝိုင်းတွေကိုကိုယ်တိုင်ကိုကြဥစည်းကျင်းပပြုလုပ်နေတယ်ဆိုရင်သူလိုကြောက်အခြားတရားရင်မတိုင်ကြီးဘောလေစောင်းလေးသွားနိုင်တယ်မှန်ကန်တဲ့ဥစ္စာဘောဥပဒေလမ်းကြောင်းကိုမရောက်နိုင်ဘူးဒီလိုဥပဒေအရာရှိမျိုးတွေကိုကျွန်တော်တို့နိုင်ငံတော်အာဒီနေ့ပြည်သူကိုဗဟိုပြုတဲ့အစိုးရအဖြစ်တည်ဆောက်နေတဲ့အချိန်မှာဥပဒေဌာနမှာတောင်မှဝန်ထမ်းတူအဖြစ်နဲ့မထားကြီးသင်ဘူးလို့ ဦးလေးတို့အနေနဲ့မြင်ပါတယ်။မြောက်ဥခရိုင်ဥပဒေအရရှိကိုဖေဝိုင်းမှာဖမ်းဆီးပြီးရဲ့နောက်မှာလူမှုရေးအရလက်ထိတ်မခတ်ခဲ့တဲ့အတွက်ဆန်ကေကိုထားခဲ့ကခြောင်တန်းသွားခဲ့ပြီးအခုချိန်ထိလာရောက်ဖြစ်ရှင်းတာမရှိသေးဘူးလို့တောက်တော်မျိုးနဲ့ရဲစခန်းကဒူရဲအုပ်ညီညီထောက်အောင်က DPP ကိုပြောပါတယ်။ချခိုင်းမြင်းရဲ့ဥပဒေချုပ်ဦးလာသိန်းကို DPP ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့စုံစမ်းစစ်ဆေးပြီးဝန်ထမ်းဥပဒေအရအရေးယူဆောင်ရွက်တော့မယ်လို့ DPP ကိုပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ကြောက်တော့မျိုးမရဲစခန်းကပြည်မှုဆိုင်ရာဥပဒေပုံမှလောင်ကစားပုံမှ73မြင်းဆောင်ကကြီး74မြင်းဆောင်ကကြီးပ83မြင်းဆောင်2014ရအမှုပွင့်ရေးယူထားပြီးပါဝင်ကစားနေတဲ့မြောက်ဥခရိုင်ဥပဒေအရရှိကိုဖမ်းဆီးနိုင်မှုအတွက်တပ်ဆိုင်ရာကိုတင်ပြထားရလို့လည်းသိရပါဗျ။ကျွန်တော်ဖိုးတီဟာသတင်းပေးပို့ထားတာပါခင်ဗျာ။